ဇာကာတဲ့ပိုကောင်းတဲ့ဂရင်ဝူကြောင့် United တို့လွတ်တဲ့၅ကြီးကြီးခဲ့ရပြီ။ဂရင်ဝူရဲ့တောင်းပန်တကြောရှန်ရှန်တောင်းမှုကို United တို့ဆုံးရှုံးခဲ့ရတာအခုဆိုရင်တော့၃နှစ်တောင်ရှိခဲ့ပါပြီ။ဂရင်ဝူက United မှာကစားနေစဉ်သူရဲ့အကောင်းဆုံးရာသီမှာ၁၆ဂိုးသွင်းနိုင်ခဲ့တာပါ။ဒါပေမဲ့အခုမှစေးမှာတော့ဂရင်ဝူကမနေ့ကတနေ့ထဲတည်း၂၂ဂိုးသွင်းပြနိုင်ခဲ့ပါတယ်။နောက်ပြီးတော့ United မှာကစားခဲ့စဉ်တော့ကတရားဒီလို rating system တော်တော်လေးပဲရှိခဲ့တဲ့ဂရင်ဝူကအခုမှစေးမှာတရားဒီလို rating သတ်မှတ်ချက်9ကြော်အထိကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ rating 9ဆိုတာကစားသမားတစ်ယောက်တည်းတော့တော်တော်ကောင်းတဲ့အနေအထားမှရှိပါတယ်။ နောက်ပြီးတော့ဟိုတနေ့ကဆိုလေဂရမူတို့ရဲ့မာဆေးကချန်ပီယံကြီး PSG ကိုလီဂူဝမ်ပွဲစဉ်မှာလိုင်းဆော့ပြသွားပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလေဂရမူကသူပါလဲဆိုတော့တက်ဆွမ်းနိုင်တဲ့လောက်ထုတ်ပြခဲ့ပါတယ်။ဒီတော့ပြဿနာလေးတစ်ခုကြောင့်ယခုအခြေတက်နေတဲ့ဂရမူကိုယူနိုက်တက်တို့လက်လွတ်လိုက်ရတာဟာလွတ်တံငါးကြီးကြီးသွားတာပါပဲ။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် Glow ဘက်ကနစ်နာသွားရတာမဟုတ်ပါဘူး။အကယ်၍မြတ်ပြဿနာမဖြစ်ခဲ့ပေနဲ့ United မှာဆက်ရှိနေအောင်မယ်ဆိုရင် Glow ကလည်းခုလက်ရှိမှာ United ကကောင်းကြီးတွေတိုင်တိုင်ပတ်နေအောင်ပါ။ဒါပေမဲ့ခုတော့အစိုးတခုရဲ့နောက်မှာကောင်းမွန်တောက်ပါခြင်းတွေကသူ့အတွက်ဖြစ်တည်လာခဲ့ပါပြီ။ဒါကြောင့်အရာအလုံးဖြစ်ပြခဲ့တာတွေကကောင်းဖို့အတွက်ကြည်ပါပဲ။နောက်ပြီးတော့ခု Glow က United မှာကစားနေမယ်ဆိုရင်လက်ရှိ United ကစားသမားတွေဖြစ်တဲ့ Ahmed Meso မောင်းလို့ထက်တော့သူကအများကြီးအလုပ်ဖြစ်ပါလိမ့်မယ်။တိုင်ပတ်နေတဲ့တိုင်အောင်သူ့ထက်ပိုကောင်းနေမှာတေးကြပါလိမ့်။ နောက်ပြီးတော့သူသားပရီးမီးယားလိမှာဆက်ရှိနေအောင်မယ်ဆိုရင်လက်ရှိအာဆင်နယ်ကောင်းပါတယ်ဆိုရယ်ဆာကာကလည်းသူ့အောက်မှာပဲရှိနေမှာပါ။နောက်ပြီးတော့ယူနိုက်တက်မှာဂရုံးကိုကောင်းပြခဲ့တာကိုတစ်ချက်လောက်ကြည့်ကြည့်လိုက်ပါဦး။ဒါတော့သူကအဲ့ဒီတုန်းကအသက်နဲ့ဆက်မပြေးသေးပါဘူး။တောင်မှလည်းကြောဆွဲပြီးသွားရင်လည်းဘယ်သူမှကိုမလိုက်နိုင်တာပါ။နောက်ပြီးတော့ဘယ်နေရာကကန်ကန်သူ့အတွက်ကိုဖြစ်ပါလိမ့်။အသေးအထွက်လည်းတကယ်ကျူးစားပြီးသလို World Class အရေးသေးကိုလည်းအဲ့ဒီချိန်လေးကနေပိုင်ဆိုင်ခဲ့ပါလိမ့်။ဒါပေမဲ့အမားလေးတခုကသူ့ဘဝကိုဖျက်ဆီးလိုက်တာတန်းယူနိုက်တက်တို့ကတော့လို့တဲ့ငါးကြီးကြီးတဲ့အဖြစ်မျိုးဖြစ်သွားရတာပါ။ဒါကြောင့်မန်တန်းပြောရင်အမားတခုကျယူနိုက်တက်ကချက်ခွာခဲ့ရတာတော့မှဂရုံးကတော့ဘဝပြတ်မသွားပါဘူး။ပို့ပြီးတော့တော့တောက်ပလာပါလိမ့်။ဒီတော့ယူနိုက်တက် ို့ဘာတွေမှနေလဲဒါကိုဖြေရှားဖို့ဆိုရင်တော့နောက်နေ့ဒီအများကြီးကြားပါဦးမယ်အခုတော့ကန်စရာရှိရင်ကန်လိုက်မယ်ရှုံရှုံနိုင်တဲ့အေးစေးစေးပဲအချိန်တန်လာစာယူမယ်ဂျန်တာမှာရှိနေတဲ့နီးပြားနဲ့ပရာတွေအကုန်လုံးကအခုဒီပုံစံအတိုင်းပဲဖြစ်နေတာပါဂရိုးတခြားနေရာမှာပိုတောက်ပလာတာကိုမြင်လဲယူနိုက်တက်တို့ကတော့မရတော့ပါဘူးဂရင်းဝုတ်တခြားနေရာမှာပိုတောက်ပလာတာကိုမြင်လဲယူနိုက်တက်တို့ကတော့မမူတော့ပါဘူးရန်နဒိုကတော့လက်လွတ်ခဲ့တဲ့ယူနိုက်တက်တို့ကဂရင်းဝုတ်ကိုလည်းမပြုံတော့တာပါရေးဆက်လဲရေးလေးစရာပါပဲ